key signature ဆိုတာဘာကိုဆိုလိုတာလဲဗျဟုတ်ကဲ့ပါဒီနေ့ကျွန်တော်ဒီမိတ်ခွန်းကိုဖြည့်ပေးတော့မှာဖြစ်ပါတယ် key signature လို့ပြောပြီးဆိုရင် key signature ကဘာလဲလို့မေးမယ်ဆိုရင်ဒါတွေပဲဖြစ်ပါတယ်ပြီးတော့အဲ့ဒီ key signature တွေကဘယ်လိုမျိုးအသုံးပြတာလဲဘာကြောင့်အသုံးပြတာလဲလို့ထပ်မေးလာလို့ရှင် music ဆိုတာ key အမျိုးမျိုးရှိပါတယ်တီးတဲ့အချိန်မှာဆိုတဲ့အချိန်မှာဥပမာကျွန်တော်တို့ အာ happy birthday တချင်းပဲဖြစ်ဖြစ် happy birthday to you ဒါဒါကီ happy birthday to you ဒါအချာကီအဲ့လိုမျိုးပုံစံပေါ့ကျွန်တော်တို့အတန်အနေအမြင့်ကြောင် key ဆိုတာလေကျွန်တော်တို့အသုံးပြုပြီးတော့ကျွန်တော်တို့ music တွေဖန်တီးရပါလေဒီရပါတယ်အဲကြောင့်မလို့ key signature ဆိုတာကျွန်တော်တို့အသုံးပြုရပါတယ်။ Okay key signature ကဘာကိုပြတာလဲဆိုတော့ဥပမာ ကျွန်တော်တို့ဒါလေးပေါ့ ဒါလေးကကျွန်တော်တို့ key c ဖြစ်ပါတယ်ပြီးရင်တကယ်လို့ကျွန်တော်တို့နောက်ထပ်ဒါလေးပေါ့အဲ့လိုမျိုးပြထားတဲ့ one sharp ဆိုရင် g ပြီးရင်နောက်ထပ်တကုဒါ two sharp ဆိုရင် key d နော်ပြီးရင်ဒါလေး one flat ဆိုရင်ကျွန်တော်တို့ key f ဖြစ်ပါတယ်အဲ့ဒါတွေက key signature ဖြစ်ပါတယ်အဲ့ဒါကကျွန်တော်တို့ stop note မှာတုံးတဲ့တင်ဂီတာအမအသားဖြစ်ပါတယ် တကယ်လို့1 2 3 note မှာဆိုရင်တော့ဒီလိုမျိုး sign တွေတော့မရှိပါဘူးအကုန်လုံးက key C နဲ့ရေးထားပြီးတော့ do re mi ကို1 2 3နဲ့ရေးတယ်ပြီးတော့ဒီ the chin ကဘာ key နဲ့တီးချင်တာလဲဆိုတော့အပေါ်မှာရေးတတ်ကြပါတယ် key E key D စာရတွေပေါ့နော်အဲ့လိုမျိုးရှိပါတယ် အကြောင်းမလို့ဒီမေခွန်းကိုရိုးရိုးရှင်းရှင်းမေးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရိုးရိုးရှင်းရှင်းပဲဖြည့်ပေးလိုက်ပါတယ်တကယ်လို့ music နဲ့ပတ်သက်ပြီးတော့သိချင်တာလေးရှိလို့ရှင် comment မှာမှန်ထားပြီးတော့မေးထားလို့ရပါတယ်